နေတိုးနဲ့တူတယ်လို့ဝိုင်းပြောကြတာကြောင့်အိယာတဲ့ဘုံဘုံလေးသွားရကြောင်ပြောလာတဲ့ငွေမှုန်ရသည်နေတိုးနဲ့တူတယ်ဆိုပြီးပြောကြလို့စိတ်ထိခိုက်ကအိယာထဲမှာဘုံဘုံလေးသွားရှာတာကတော့ငွေမှုန်ရသည်ပါဒီလိုမျိုးငွေမှုန်ရသည်တယောက်နေတိုးနဲ့တူတယ်ဆိုပြီးအပြောခံရတာကအမားဖြစ်သူရွှေမှုန်ရသည်အတူတူတွဲရိုက်ထားတဲ့ဓပုံလေးတပုံကနေအစပြုတယ်လို့ဆိုရပါလိမ့်မယ် အားလုံးသိကြတဲ့အတိုင်းငွေမှုံရတီကနိုင်ငံကျော်ထိတ်တဲမင်းသမီးအကယ်ဒမီရွှေမှုံလတီရဲ့မြမအရင်ဖြစ်ပါတယ်ရွှေမှုံလတီဟာနိုင်ငံကျော်ထိတ်တဲမင်းသမီးတယောက်ဖြစ်တယ်လို့အကယ်ဒမီစုတွေကိုရရှိထားတဲ့မင်းသမီးတစ်လက်ပါဒါပေမဲ့လည်းငွေမှုံရတီကတော့အမဖြစ်သူရွှေမှုံရတီလိုအမှုပညာလှူရှားမှုတွေကို လုံးလေးလုံးထမရှိပါဘူးငွေမှုံရတီက အမားဖြစ်သူရွှေမုံရက်တီရဲ့မျိုးသားအဆိုတော်ရွှေထူးနဲ့တချင်းတွေနည်းနည်းပါးပါးတီဆိုတတ်ပါတယ်။ဒါပေမဲ့ရွှေမုံရက်တီရဲ့ညီမဖြစ်တဲ့ငွေမုံရက်တီကအမားဖြစ်သူလိုအောင်မြင်မှုမျိုးမရခဲ့ပါဘူး။အခုအခါမှာလည်းအစာအိမ်ကျန်းမာရေးကြောင့်အမှုပညာလောကကနေအချိန်ကြာကြီးအနားယူထားတဲ့ရွှေမုံရက်တီကတော့အမှုပညာလောကကို ပြန်လည်ခန်းပတ်လာဖို့အတွက်အမှုပညာလှုပ်ရှားအမှုတွေခက်စိတ်စိတ်ပြုလုပ်နေပါတယ်ဒီလိုအချိန်မှာရွှေမုံရက်တီက ညီအမဖြစ်သူငွေမုံရတီနဲ့အတူတူဓာတ်ပုံဖိုတိုရှူတင်လေးတစ်ခုကို ရိုက်ပြီးတော့အင်တာနက်ပေါ်မှာမျှဝေခဲ့ပါတယ်။ဒါပေမဲ့ငွေမုံရတီနဲ့ရွှေမုံရတီတို့ရိုက်ထားတဲ့ဓာတ်ပုံမှာငွေမုံရတီရဲ့ပုံစံကနေတိုးကိုမိမပုံစံဝတ်ထားသလိုမျိုးဖြစ်နေပါတယ်။ဒါကြောင့်ပရိသတ်တွေကရွှေမုံရတီကငွေမုံရတီနဲ့ရိုက်ထားတာမဟုတ်ပဲနေတိုးနဲ့ရိုက်ထားတာလားဆိုပြီးစံနှောက်နေကြပါတယ်။အမှန်တကယ်မှာလဲအထူးသဖြင့်တော့ လူတွေကငွေမှုန်ရက်တီကတော့အလှမပြင်းလဲမလှသလိုပြင်းလိုက်။ပြင်းလဲပို့ပြီးတော့ဆိုးသွားပြီးနေတိုးနဲ့တောင်တူသွားတယ်လို့ပြောနေကြတာပါ။တချို့ပရိသတ်တွေက ဆိုရင်ရွှေမှုန်ရက်တီရဲ့ညီမငွေမှုန်ရက်တီကတာတေကြီးရုပ်ရှင်စကားမှာနေတိုးမင်းကလေးလိုအလှပြင်ထားတဲ့ပုံစံနဲ့ချွတ်ဆွတ်တူနေတယ်လို့ပြောကြပါဗျ။အထူးသဖြင့်တော့နေတိုးကမင်းမလိုဝတ်ပြီးအလှပြင်ထားတဲ့ပုံစံနဲ့ငွေမှုန်ရက်တီရဲ့ အလှပြင်ထားတဲ့ပုံစံကချွတ်ဆွတ်တူနေတဲ့အတွက် လူပြောများနေကြပါတယ်။ရွှေမုံရတီကတကယ်အယုတ်လေးလို့လှပပေမဲ့သူညီမငွေမုံရတီကတော့တကယ်ကိုရုပ်ဆိုးပြီးမလှဘူးလို့တချို့ကပြောကြပါတယ်။အလှပြင်လိုက်တဲ့အခါမှာ အာဆိုရင်လေတကယ်နေတိုးရဲ့မျက်နှာကြီးနဲ့တူသွားပြီးတော့အဖေမတူအမေကွဲမောင်နှမတွေလာလို့စံနောက်ခံနေရပါတယ်ဗီဒီယိုဖိုင်တစ်ခုမှာဆိုရင်လေသူတို့ညီအမနှစ်ယောက်လှပြင်ဆင်ထားတဲ့ပုံစံတွေမှာ ရွှေမုံရတီကလှပေမဲ့ငွေမုံရတီကတော့နေတိုးလိုလိုရွှေထူးလိုလိုရုပ်ကြီးထွက်နေလို့ဝိုင်းလောင်နေကြပါတယ်ငွေမုံရတီကအရက်ရှည်ပြီးတော့မျက်နှာကြီးနေတာကြောင့် ငွေမုံရတ္တိရဲ့မျက်နှာပေါက်ပုံစံကတကယ်ပဲနေတိုးနေစင်နေတာဖြစ်ပါတယ်။ဒါကြောင့်လဲအဲ့ဒီအချိန်ကလေးကစပြီးတော့ရွှေမုံရတ္တိရဲ့ညီမအငွေမုံရတ္တိကိုနေတိုးဆိုပြီးတော့ချွတ်ဆွတ်တူနေလို့ဆက်နောက်နေကြတာပါတာကြောင့်နေတိုးရဲ့ညီမပဲလား။ ဒါမှမဟုတ်မဖြစ်သူရွှေမုံလတီရဲ့ခင်ပွန်းဖြစ်သူရွှေထူးနဲ့အနေနီးပြီးတော့ရုပ်ချင်းတွေတားသူနေတာလားဆိုတာပရိသတ်တွေကြားထဲမှာစာနာမှုတွေ များစွာပေါ်တက်ခဲ့ပါတယ်ဒီဗီဒီယိုကို ကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရွှေမုံရတီရဲ့ညီအမအဝေးမုံရတီကနေတိုးနဲ့ချွတ်ဆွတ်တူနေလားဆိုတာပြောသွားခဲ့ပါအောင်တော့အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်